မြန်မာနိုင်ငံမှာ crypto ကိုအသုံးချပြီးနိုင်ငံရေးအများကြီးရှိပါတယ်။ဒီအပိုင်းမှာပဲ crypto investment ဆိုပြီးတိမ်မောက်တောင်းချီလိန်သွားတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲသူတွေက crypto ကိုကြားဖြန့်လို့လို့ MLM လို့လို့ထင်ကြပါတယ်။ဒါကလည်းသူတို့အမှားတော့မဟုတ်ပါဘူး။ ။ဘာလို့ဆိုခရစ်တိုနာမည်ခူတော့လို့ပြီးလုပ်တဲ့အလိန်တွေကမြန်မာနိုင်ငံမှာခေတ်စားလာလို့ပါ။အလိန်မခံချင်ရင်တော့သူတို့ရဲ့လိန်ပုံလိန်နည်းကိုသိရပါမယ်။တကယ်ခရစ်တိုလောကမှာလိန်နဲ့အလိန်တွေနဲ့မြန်မာပြည်ကလူတွေလိန်နဲ့ခရစ်တိုနဲ့ကတူမလို့လို့နဲ့မတူပါဘူး။နိုင်ငံသားတွေမှာကခရစ်တိုဆိုတာဘာလဲသိတာများတယ်။ဒီတော့ project တွေအတီထောင်ပြီးမှနောက်ဆုံးမှလိမ့်ပြေးကြတယ်။ဒါရီဖြစ်ခဲ့တာကလွန်ခဲ့တဲ့10နဲ့15နှစ်လောက်ခရေကပေါ့။ဒီမှာကတော့2010ခုနှစ်ရဲ့နောက်ပိုင်းတွေမှာ စုမဲအလိန်တွေချင်းဝေး up website တွေ community အတူတွေနဲ့တအားကိုလိန်ကြပါတယ်အထူးသဖြင့်အသက်ကြီးပိုင်းတွေလိန်ခံရတာများပါတယ်နောက်တော့တီးရဲသူတွေကလည်း social media တွေပေါ်မှာဒီလိုလားဆိုရင်လိန်နာဖြစ်ကြောင်းရှင်းပြကြတော့ဒီနေ့တွင်နဲ့လိန်ဖို့ကခတ်သွားပါတယ်မနစ်ကဆို Telegram bot တွေ TikTok တို့ Facebook တို့မှာခေစားလာတော့အားလုံးက crypto ကပတ်စံအလက်ကအများကြီးရတဲ့ငွေတွင်းကြီးလို့လို့ထင်လာကြပါတယ်ဒီလိုနဲ့လူတွေကမျက်စိကျလာတော့ scammer တွေကလည်း crypto တို့ဘက်ကိုခြေဦးလှည့်လာပါတော့တယ်။အခုတလောဖြစ်ခဲ့တဲ့ကိစ္စကလည်းပညာတတ်လူငယ်ချင်းပဲ crypto project လုံးမှာ crypto trader ကဘယ်နှစရမှာဆိုပြီးတော့တင်သွားတာပါ။တကယ်နိုင်ငံတကာကဒေါ်လာ billion ချီကိုင်းနေရဲ့ hashbone company တွေတောင်မှအမခံမပေးနိုင်တဲ့အရာတစ်ခုပါ။ pro trader တွေတောင်မှပဲ crypto ကတခြား stock တွေလိုမတူပဲအရန်စီအတက်အကျချမ်းလို့တတိထားတဲ့အရာလို့တတိပေးနေကြတာပါ။ဒါကြောင့်မလို့ crypto project crypto copy trade ဒါတွေလောက်ဖို့အတွက်ပတ်စံထည့်လို့ရတယ်တလအတွင်းဘဏ္ဍာရမှာဆိုရင်လုံးဝလုံးဝမရှုံပါနဲ့ဆိုတော့ crypto က a link ကာ အတီလားဘယ်လိုကြည့်ရမလဲခရစ်ပတိုကတရားရခိုင်တော့စိုးနေရလဲမဟုတ်တလို့တရားရခိုင်တော့ကောင်းနေရလဲမဟုတ်ပါဘူးသူကြောင့်ပဲအလိန်ညာတွေပေါ်နေပေမဲ့သူကြောင့်ပဲပို့ပြီးတော့တိုးတက်လာတဲ့နိုင်ငံတွေချမ်းသာလာတဲ့သူတွေအများကြီးပါဆိုတော့ပထမအရေးကြီးတာကဒီခရစ်ပတို project ကမလုံးနဲ့အရှမ်းပေးနေရင် scan ဖို့အတော်သေးချာနေပါပြီတကယ် bitcoin နဲ့ ethereum နဲ့အစရှိတဲ့အကြီးဆုံး crypto တွေကသူ့ရဲ့နည်းပညာ utility ကြောင့်ပဲအခုထိအောင်မြင်နေရပါ bitcoin ်ကိုဖန်တီးခဲ့တဲ့စာတူရှိကနေပြီးဘစ်ကွန်ကိုအခုဝယ်ရင် နောက်နှစ်စဲစားတက်မယ်ဆိုပြီးတော့ဖေတုံးကမှမပြောခဲ့ပါဘူး။ဒီဘစ်ကွန် project ကဘေးပြဿနာကိုဖြေရှင်းပေးနိုင်လဲအများအကျိုးဘလို့ပြုနိုင်လဲအစရှိတာတွေကိုပဲသူရဲ့ white paper စာတမ်းမှာကြားထားခဲ့ပါတယ်။နောက်တစ်ချက်ကတော့ တင်နန်းအလိန်တွေပါအရှင်ကတင်နန်းဖွင့်ပြီးတင်နန်းသားတွေကိုပဲဒေါ်လာထောင်ပေါင်းချီရင်းနှီးခိုင်းပြီးတော့လိမ်ပြေးထားတဲ့ scam တွေလည်းရှိခဲ့ပါတယ်တင်နန်းဆရာတွေကသူတို့တင်နန်းတက်ရင်ကိုပဲ3-5လောက်နေရင်မီလီယံနာဖြစ်မလို့ကိုဆွဲနေရင်လည်းခရူးဆိုင်တင်ပါတယ်နောက်ဆုံးတစ်ခုကတော့အားလုံးသိခဲ့ကြားဖြတ်ပါမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့်လူငယ်တွေက ဝင်ငွေကောင်းတဲ့အလုပ်တွေကို အရှမ်းလိုချင်ပါတယ်ဒီအချက်ကိုကောင်းကောင်းကြီးသိရဲကြားဖြန့်ကိုင်းတွေကကွန်ပျူတာသုံးတိုင်ရင်ကိုပဲသိန်း30ကျော်သိန်း30ကျော်ရပဲဒါပေမဲ့ခရစ်ပတိုဝယ်ရမယ်ဆိုပြီးတော့ဆွဲတာပါပဲဒီလိုနဲ့အလုံးမရတဲ့အပြင်ကိုကိုပစံနေပါသွားတတ်ပြီးတော့ဒီထက်ဆိုရင်တော့တခြားနိုင်ငံကိုပါရောင်းစားနှိမ့်ဆက်ခံရနိုင်ပါတယ်ဒီသုံးချက်လုံးကတကယ်တော့လောဘမကြီးပါနဲ့လို့ပြောချင်တာပါခရစ်ပတိုမှမဟုတ်ဘူးဘယ်စီးပွားရေးမှာပဲဖြစ်စေအရှမ်းကိုဂတိတွေပေးပနစားရရမယ် ယ်ဆိုပြီးတော့ရှင်နီးမြုံနံခိုင်းနေရင်အလင်းဖြစ်ဖို့များတဲ့အတွေ့အကြုံမို့လို့ခယူဆိုင်စီချင်ပါတယ် အရှိမပြောခဲ့တာတွေကတော့ crypto ဆိုတဲ့နာမည်ကိုသုံးပြီးတော့လိမ်နေတဲ့အလိမ်တွေအကြောင်းပဲဖြစ်ပါတယ်။ဒါတွေကြောင့်ပဲတချို့လူတွေက crypto ဆိုတာအလိမ်မှဆိုပြီးတော့ပြောနေကြတာပါ။ဒါပေမဲ့လည်းတချို့လူတွေကဒီလိုမျိုးအလိမ် project တွေကြောင့်မဟုတ်ဘဲနဲ့ cryptocurrency မှာတကယ်ဝင် trade ပြီးတော့သူရဲ့ပတ်စံတွေအများကြီးဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့အလိမ်တို့ထင်နေကြတာပါ။ဒါကဘလို့အခြေအနေမျိုးမှာဖြစ်တတ်တာလဲဆိုရင် cryptocurrency နဲ့ trading အကြောင်းကိုသိချာနားမလည်သေးဘဲနဲ့ဒီလောကရဲ့ကိုဝင်လာတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်ဒီလိုမျိုးဝင်လာတဲ့လူအယောက်တရာမှာဆိုရင်99ရောက်လောက်ကဲ recent က crypto ကိုသုံးပြီးတော့တထည့်အမြန်ဖြစ်ဖို့ဟိရတာပါသူတို့ရဲ့စိတ်ထဲမှာ crypto ဆိုတာတထည့်အမြန်ဖြစ်မဲ့ဖြတ်လန်းနေပေါ့ ဒီလိုသူတွေအတွက်စကားတခုပြောချင်ပါတယ် crypto is not easy money crypto is not gambling ma crypto ကပတ်စံအမြန်ရမယ့်နည်းလမ်းလည်းမဟုတ်တလို့လောင်းကစားလိုမျိုးလုပ်လို့ရတဲ့အရာမျိုးလည်းမဟုတ်ပါဘူးဒီလောကရဲ့ဈေးတက်ကြကအယန်းကိုကျန်းတဲ့အတွက်ကြောင့်မို့လို့တွုံယုံတယုံလေးလာထားတဲ့လူဆိုလို့ရှိရင်တော့အယန်းကိုအန်တီရများပါတယ်ပြီးတော့နည်းနည်းလေးဆုံးရှုံးသွားတာနဲ့ emotion တွေဖြစ်ပြီးတော့ထက်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 လိုက်ရခါနေပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုမထိနိုင်တဲ့အချိန်မှဆုံးရှုံးနေတာမှုတွေများသွားတတ်ပါတယ် crypto မှ ာအရေးအကြီးဆုံးကကိုယ့်ရဲ့လောဘဒေါသမောဟစိတ်တွေကိုထိမ့်ပြီးတော့ trading လုပ်တတ်တာပါဒါကတရားဟောနေရမဟုတ်ဘဲနဲ့တကယ်အရေးကြီးလို့ကိုပြောနေတာဖြစ်ပါတယ်ဒါတွေကိုမထိန်နိုင်ဘဲနဲ့လက်လုံးချက်သုံးပတ်စံတွေအများကြီးထည့်ပြီးလုပ်ရင်တော့တဲတဲကိုရှည်သွန်လိုက်တာကမှအရာထင်မအောင်ပဲ ဆိုတော့ဒီလူတွေတို့မျိုး crypto ကြောင့်ပတ်စံနေအများကြီးမဆုံးရှုံးဖို့အတွက်တတိပိချင်းနဲ့စကားကြီးတခွန်ရှိပါတယ်။အဲ့ဒါကတော့ကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏထက်ပိုပြီးတော့ crypto ထဲမှာပတ်စံနေလုံးဝလုံးဝလုံးဝမထည့်ပါနဲ့။ကဲဒါလို့ဆိုလို့ရှိရင်တော့ crypto ကအလေဟောက်မဟုတ် သိသွားလိမ့်မယ်လို့ထင်ပါတယ်။ crypto အကြောင်းကိုစိတ်ဝင်စားလို့အခြေခံကနေစပြီးတော့အသေးစိတ်လေ့လာချင်တဲ့ဆိုရင်တော့ crypto make youtube channel ကို subscribe လုပ်ထားလို့ရပါတယ်။ video တွေကြည့်ရင်လေ့လာနိုင်ရင်လည်းမတိတာရရှိရင်မေးနိုင်ဖို့အတွက် crypto make telegram group ကို join ထားလို့ရပါတယ်။ link ကိုလည်းဒီ post ကအောက်မှာချပေးထားပါမယ်။ပြီးတော့ crypto trading စလုပ်ဖို့အတွက် exchange account တစ်ခု မရှိသေးဘူးဆိုလို့ရှိရင်လည်း binance account ကိုအခုပြထားတဲ့ crypto make referral code နဲ့ဖွင့်ထားလို့ရပါတယ်။ဒီ code နဲ့ဖွင့်ထားတဲ့ account ဆိုရင် binance world ma trading င်လုပ်တိုင်းပေးရတဲ့ fees ကို20% discount lifetime အမြဲတမ်းရမှာဖြစ်ပြီးတော့ crypto make ကနေလုပ်တဲ့ campaign တွေက reward တွေကိုလည်းရမှာဖြစ်တဲ့အတွက်ရရှိမှာအများကြီးအကျိုးရှိပါတယ်။နောက်ဆုံးက crypto make ရဲ့ပြောနေချာ disclaimer အတိုင်းပဲ crypto make ရဲ့ video တွေက knowledge sharing တသက်ပဲဖြစ်ပါတယ်။ financial advice လောကမဟုတ်ပါဘူး။အားလုံးပဲနောက် video မှာပြန်လေးကြရပါဘော့။